မင်္ဂလာပါရှင်ရောင်းဝခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြင်းချံရေုံနဲ့ပြည်လင်းမြို့နယ်တို့မှာစစ်တပ်စစ်ကြောင်းတွေကဒရုန်းဖြင့်ပုံ60နီးပါးကျဲကြားတိုက်ခိုက်မှုစစ်သားများပြားတိုက်ခိုက်သိမ်းဆုပ်မှုရှင် မန်လေးတိုင်းမြင်းချံမြို့ပေါ်ကနေထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ပုံ58လုံးကျဲကြောင်တိုက်ခိုက်ရမှာစစ်သားအများအပြားထိခိုက်ဒေဆုံးမှုရှိကြောင်းမြင်းချံ KMD တိုင်းတာဝန်ရှိသူကပြောပါတယ်။အော်တိုဘလ9ရက်နေ့မှာမြင်းချံမြို့ပေါ်ကနေအင်အား300ခန့်နဲ့ညောင်ပင်ရွာဘက်ကိုထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကရွာကြီးရွာကနေစတင်ပြီးတော့စစ်ကြောင်းသွားလမ်းတစ်လျှောက်ကိုအော်တိုဘလ21ရက်နေ့တိဘုံတိ58လုံးကျဲကြောင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ရေတိုက်ခိုက်မှုတွင်ဂျပန်စစ်သားများအပြားထိခိုက်ဒေဆုံးမှုရှိပြီးအရေးအတွက်တိကျကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းလက်ရှိအချိန်မှာဂျပန်စစ်တပ်စစ်ကြောင်းကရှော့ဖြူကြီးရကိုရရှိနေကြောင်းသိရတယ်။စစ်ခွဲတင်စင်ကတိကျမတိအောင်တန်ရတဲ့စစ်ခွဲပြုတ်ခွဲတွေကိုမြင်းချန်စင်ကိုတည်သွားတာတော်တော်များပါတယ်။ပထမဆုံးနေကညောင်ပင်ရွာပွဲမှာပဲအလုံး၂၀လောက်ချလိုက်တာဆိုတော့တော်တော်ထိပါတယ်။ ်မဆော်ပါတိုက်ခိုက်မှုကိုမြင်ကျန်ခဲ့ရမတ်တေတန်မြင်ကျန်ခဲ့ရမတ်ရှစ်တိုင်နဲ့ထိုးချီမျိုးနဲ့ပါကပွားနဲ့ရေစကြိုတက်ပေါင်းစုဒရုန်းတစ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဂျပန်စစ်တပ်ကလက်နက်ကြီးဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့တော့လဲတော်လင်းရေးပေါ်ရီတိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ထို့ပြင်စကိုင်းနဲ့ရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းတွေထွက်လာတဲ့ဂျပန်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးဖွဲ့ရေဦးမြို့နယ်မှာတရင်ထုတ်ပြန်တယ်။အောက်တိုဘာလ22ရက်နေ့ည9:30မိနစ်ခန့်မှာရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့ဂျပန်စစ်တပ်ကိုရေဦးမြို့နယ်ရွာတင်ရွာနီးအယောက်မှရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကဒီကိုက်သေးဆုံးမှုရေးတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးပဲဒေါ်လာရေးပေါ်တွင်ဒီကိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်။အလားတူမွန်ပြည်နယ်ဘီလက်မြွနယ်တပင်းဒီဘရာဟီတာကြောင်းနောက်ကိုစစ်ကြောင်းထိုးလာတဲ့ဂျပန်စစ်တပ်ကိုလည်းဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းတပင်းညုပ် PDF ကသတင်းထုတ်ပြန်ပါတယ်။ ဒေါက်တာဝါလာ23ရက်နေ့မနက်9:38မိနစ်ကမှဘီလင်းမြို့နယ်တပြင်းဒီပရိုက်တာကျောင်းတော်ကိုစစ်ကြောင်းထိုးလိုက်အင်အား80ကျော်ပါစစ်ကြောင်းကို9:35တက်ခွဲလေးတပြင်းညိုတပွဲကဒရုန်းနဲ့ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကထိခိုက်မှုရှိတော်လည်းရေတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးဘဲတော်လိုင်းရေပေါ်တွေထိခိုက်မှုရှိပြန်နဲ့ဆုတ်ခွာနိုင်ခဲ့တယ်။ ဆက်လက်ပြီးတော့ပူလောမြို့မှာအမှတ်လေးရက်ကောင်းဆောင်မှုစိုးဝေနဲ့စစ်သားတောင်ပြခန့်ခင်ရပြီးတေဆုံးစစ်တပ်ကတင်ကန်တော်ရကုန်ဝင်ရောက်စီနေမီရှော်နေတနင်္သာရီတိုင်းပူလောမြို့နယ်မှာအမှတ်လေးရက်ကောင်းဆောင်မှုစိုးဝေနဲ့စစ်သားတောင်ပြခန့်ခင်ရကတင်ဆောင်ပြီးနောက်စစ်တပ်ကတင်ကန်တော်ရကုန်ဝင်ရောက်စီနေမီရှော်နေကြောင်းဒေသပြည်သူတွေကပြောပါရတယ်။အော်တိုဘောလာ20တန်းနေမနက်ပိုင်းမှာအမှတ်လေးရက်ကောင်းဆောင်မှုစိုးဝေနဲ့စစ်သားတောင်ကိုမြေမတိတနတ်သမားတွေကအာမခရှစ်ကျောင်းနေမှာပြခန့်တိုက်ခိုက်ရနောက်လုံးတင်ဆောင်ခဲ့ပါရတယ်။ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မိနစ်ပိုင်းကြာမှာဂျပန်စစ်သားရောက်ရှိလာပြီးအုပ်ချုပ်ရေးမှုစိုးဝေနဲ့စစ်သားတောင်ရဲ့လောင်းတွေကို ုလာရောက်ကောက်ယူသွားကြောင်းထို့ပြင်အမကရှိကြောင်းဤတစ်ဝိုက်ကိုလည်းစစ်သားတွေကပိတ်ဆို့စစ်ဆေးမှုလုပ်ဆောင်သွားကြောင်းသိရတယ်တို့ပြင်ယနေ့အော်တိုဘောလာ24ရက်နေ့မိုးလဲ3:30မိနစ်ခန့်မှာလဲဂျပန်စစ်တပ်ကပူလောမြို့နယ်သင်္ကန်းတော်ရွာကိုဝင်ရောက်စီးနှင်ပြီးနေအိမ်ကိုမိရှုပ်ဖြက်စီးနေကြောင်းဒေသပြည်သူတွေကပြောတယ်။ဂျပန်စစ်တပ်မိရှုပ်ဖြက်စီးခြင်းကြောင့်နေအိမ်မြများမိလောင်ပြားကြားကိုတည်ပြုတ်နိုင်ခြင်းမရှိသေးပဲဂျပန်စစ်သားတွေကလက်ရှိချိန်ထိကြေးရတွေမှာရှိနေသေးကြောင်းသိရှိရပါတယ်။ ဆလဘီမြန်မာစစ်အုပ်စုရဲ့တွေ့အောင်ရွေးကောက်ပွဲကအာဆီယံကညင်ပယ်ဂျဲဖန်ကတောင်းဆိုတိုက်တွန်းမြန်မာစစ်အုပ်စုကကျွလွန်နေတဲ့ပြည်တွင်းပြည်ပနိုင်ငံတကာရာဇဝင်မှုတွေမှာကြံရပါပတ်သက်နေမှုကိုအာဆီယံကဆုံးသက်ပြီးစစ်တပ်ရဲ့တွေ့အောင်ရွေးကောက်ပွဲကိုညင်ပယ် Justice for Myanmar ကတောင်းဆိုတိုက်တွန်းနေမြန်မာစစ်အုပ်စုကျွလွန်နေတဲ့ရှန်နိုင်ငံတကာရာဇဝင်မှုတွေမှာကြံရပါပတ်သက်နေမှုကိုဆုံးသက်နေမှားယွင်းတဲ့နိုင်ငံရေး တရားဝင်မူဖန်တီးရန်အတွက်တရားမှုရွေးကောက်ပွဲတရားကျင်းပနိုင်စေဥစွေကြိုးပမ်းနေမှုတွေစန့်ကျင် JFN ကတောင်းဆိုပြီးယခုတောင်းဆိုမှုကကလန်လန်ဘူမြို့တော်မှာမလေးရှားနိုင်ငံကလက်ခံကျင်းပမယ်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမကျင်းပမီတောင်းဆိုလိုက်ခြင်းဖြစ်တယ်။အာဆီယံက၎င်းတို့ရဲ့မအောင်မြင်တဲ့ဘောသဘောထား၅ရပ်ကိုပြဋ္ဌာန်းခဲ့ပြီးလေးနှစ်ကျော်ကာလတုန်းရောက်ရှိလာသည့်တိုင်းမြန်မာစေဥစွေကရပ်သားပြည်သူတွေပေါ် JFN စစ်စင်ရင်းနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုလုပ်ငန်းတွေကိုသာရွှေမြင့်လှုပ်ဆောင်ခဲ့ပြီးရင်းသို့လှုပ်ဆောင်နေတဲ့အာဆီယံ၎င်း၏ဖွဲ့ဝင်နိုင်ငံတွေနဲ့ဒေသတွင်စီးပွားရေးလုပ်ငန်းတွေရဲ့ကြံ့ရပါ ပတ်သက်နေမှုတွေကိုအပိတ်ကူညီခဲ့ကြတဲ့ GF ကထောက်ပြတဲ့ဇေယုစုကလည်း၎င်းတို့ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်ပြင်ဆင်လျက်ရှိရာနိုင်ငံတော်အရေးဖက်စစ်ပွဲမခွဲခြားတော့အဆင်ပြေမဲ့နေကြောင်းတိုက်ခိုက်မှုတွေကိုတွန်းမြင့်လှုံ့ဆော်လာပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေမတိုင်မှုနဲ့လိမ်ပိုင်းဆိုင်ရာကြမ်းဖက်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေလူနေကြေးရာတွေကိုရဲကြဲရှိရှိစနစ်ကျဖျက်ဆီးမှုတွေကိုဆက်လက်လှုံ့ဆော်လျက်ရှိပါတယ်ဇေယုစုကြောင့်ထိခိုက်ခံစားသူတွေမှာကလေးတငယ်တွေပါဝင်မှုကလည်းမြင့်တက်လာကြောင်း လူပေါင်း2000ကျော်ကတရားဥပဒေမဲ့ဒိန်းဒိန်းခံနာပြီးစေုပ်စုရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုခံစားနေရခြင်းဖြစ်ကြောင်းတစ်ချိန်တည်းမှာစောင့်ကြည့်ထောက်လှမ်းမှုတွေနဲ့အင်တာနက်ဆင်ဆာဖြတ်တောက်မှုတွေကိုလည်းအင်တိတ်အတိုင်းလှုပ်ဆောင်လာတဲ့တရားတွေအာဆီယံဖွဲ့ဝင်နိုင်ငံတွေကစီးပွားရေးလုပ်ငန်းတွေကမြန်မာစစ်တပ်နိုင်ငံတကာရာဇဝတ်မှုတွေကိုလောင်စာဖြင့်အပိတ်ကူညီတဲ့အပြင်ဗန်နာငွေအရလည်းထောက်ပံ့နေကြောင်း2021ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်ရဲ့တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအာဆီယံဖွဲ့ဝင်နိုင်ငံတွေမှာခြေဆိုင်တဲ့အ ਨੇ စုံကမ္ပဏီ54ခုကစေအုပ်စုနဲ့၎င်းတို့ရဲ့ဆက်ဆက်ကမ္ပဏီနဲ့စီးပွားရေးဆက်နွယ်မှုတွေကိုဆက်လက်ရှိနေဆဲဖြစ်ကြောင်းရင်းစီးပွားရေးဆက်နွယ်မှုတွေမှာလေရင်စီရောက်ချပြဲမှုတွေပါဝင်ရင်းနယ်နဲ့တဘာတံငွေလုပ်ငန်းတစ်လုပ်ငန်းမြေငားရလုပ်ငန်းသတ္တရေးနဲ့စောင့်ကြည့်ထောင်လိုင်းဤပညာလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်မှုတွေပါဝင်ပြီးရင်းတို့ကစည်းရုံးဆွေနိုင်ငံတော်အကြံဖတ်ဆစ်စင်ရဲ့တက်ဆက်ပေးနေတဲ့အသက်သွေးကြော်ဖြစ်ကြောင်းကျဲဖန်ကဆိုတဲ့ အာဆီယံထိပ်သီးစည်းဝေးမှာအာဆီယံနေဖြင့်ဆေးဥဆွေအတွေ့အော်ရေကောက်ပွဲညှင်းဆန်ခြင်းအာဆီယံနဲ့လက်အောက်ခံဖွဲ့စည်းရေးမှာဆေးဥဆွေနဲ့၎င်းတို့ရဲ့ကိုယ်စားလှယ်တွေဟာဒါမြင့်ပိတ်ပင်ခြင်းဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းရေးနဲ့တရားမျှတမှုအတွက်မြန်မာပြည်သူတွေရဲ့လောရှားရုံကမူနဲ့အတူယက်တီပေးခြင်းတို့ပြန်၎င်းတို့ရဲ့ကြံရပါပတ်သက်နေမှုတွေကိုအဆောင်တက်နိုင်မဲ့အခွင့်အရေးရှိနေကြအောင်အာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေးလုပ်ငန်းများအနေဖြင့်ဆေးရုံဆွေးနွေးပန်းတော်ဝင်ဆက်လက်နဲ့စက်ပစ္စည်းကရိယာနည်းပညာနဲ့လျှင်စီလမ်းကြောင်းတွေကိုချက်ချင်းပြတ်တောက်မယ်လို့ဂျန်ဖန်ကတောင်းဆိုရင်း Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမဲ့တနာမကဆေးဥစွေအမိခံရွေးကောက်ပွဲကဒီမိုကရေစီကိုတည်ရလမ်းကြောင်းတည်မဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့ဂျန်ဖောက်အုပ်မှုကိုမိုင်းစာတရားဝင်မူပေးနိုင်ဖို့အတွက်ဆေးဥစွေကဒီဇိုင်းဆွဲထားလက်ကွက်တစ်ခုသားဖြစ်တဲ့အာဆီယံကောင်ဆောင်နဲ့စုစည်းတွဲဆောင်ချိန်မှာသူတို့အနေနဲ့တရားဝင်ဆေးဥစွေကကျင်းပပြီးလွတ်လပ်မြတ်တာပြီးယုံကြည်ထိုက်တဲ့ရွေးကောက်ပွဲဆိုတာဘယ်လိုမှဖြစ်မလာနိုင်ဘူးဆိုတဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းသိမြင်ရပါမယ်။အာဆီယံအနေနဲ့ဒီအတူရောင်းလုပ်ငန်းစဉ်ကိုပြပြသားသားညှင်းပေးရမှာဖြစ်ပြီး ရဲကောက်ပွဲဆောင်ကြည့်သူတွေဆင်လွတ်ခြင်းမပြုရမယ်အပြင်စေုပ်စုကတရားဝင်မှုဖြစ်စေမယ်ဘယ်နည်းနဲ့မျိုးကိုမဆိုညှင်းဆဲအမှဖြစ်တယ်လို့တုံ့တက်ပြောဆိုတယ်ဆလာပြောပြည်မြို့မှာနေဇော်ဘီလူငယ်ရေပေါ်တောင်ဆွဲဖန်စီရောင်းစနဲ့ပြူဇော်ရီရာစာကြီးနဲ့မိုးကြော်ကိုစစ်တပ်ကပြန်လည်ဖန်စီဘကိုတိုင်းပြည်မြို့နယ်မှာနေဇော်ဘီလူငယ်တွေကိုပေါ်တောင်ဆွဲဖန်စီရောင်းစနဲ့ပြူဇော်ရီရာစာကြီးနဲ့မိုးကြော်ကိုစစ်တပ်ကပြန်လည်ဖန်စီခဲ့ကြတဲ့ဒေသတွင်သတင်းမြစ်ကပြောတဲ့အော်တိုဘာ23ရက်နေ့ညနေပိုင်းမှာပြည်မြို့ နဝင်းကွက်တဲ့14လမ်းမှာနေထိုင်တဲ့လူငယ်တွေပေါ်တာဆဲဖန်စီရောင်းစားနေပြူစောတရားစာကြီးနဲ့မိုးကြောကိုအမှန်၅ချက်900ကိုလုံယုံတက်ခွဲလျက်စစ်တန်းကစစ်သားတွေကလောက်ဖန်စီသွားခြင်းဖြစ်ပါတယ်။အလားတူတော်ဘလော့ဆန်ခိုင်းနေကလည်းပြည်မျိုးစင်စုရက်ကွက်ကန်းနာလမ်းရှိအမှတ်85စစ်သားစုဆောင်ရေးတပ်ဒီမှာနေထိုင်တဲ့အရန်မီတန်နှုံနဲ့မြို့နယ်ထရုံမှာဆင်မျိုးတော်ဆက်သူတောကိုပြည်မျိုးကွာ59တိုင်ကစစ်သားနဲ့ပြည်စော်တွေကကားနဲ့ရောက်လာပြီးပေါ်တော်ဆက်ဖန်စီရန်စစ်သားချင်းချင်းရိုက်နေမှုဖြစ်ပွားခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့စီတက်ကံပလက်စေဦးစီတော်ရဲ့မင်္ဂလာဆောင်ကိုစစ်တပ်ကပုံကျဲလေးဦးသိသောမီ15ဦးထပ်မင်းတရားရရှိချင်းညင်တော်ဖွဲ့ဝင် CDF ကံပလက်ထိုင်ကျုံတိုင်းကံပလက်မြို့မှာ CDF ကံပလက်စေဦးစီတော်ရဲ့မင်္ဂလာဆောင်ကိုစစ်ကော်မရှင်တပ်ကပုံကျဲတိုက်ခိုက်လို့လေးဦးသိသောမီ15ဦးထပ်မင်းတရားရခဲ့လို့နေမြေခန်းဒီစီကနေတရားတယ်အော်တိုဝလာ၂၄ရက်နေ့မနက်9:00နာရီလောက်မှာစေဦးစီကျုံစလိုက်အောင်လင်းရဲ့မင်္ဂလာဘွဲ့ကျင်းပနဲ့မြို့မှာရက်ကွက်နှင့်စေမိုင်ကုန်းကိုဂျက်ဖက်စစ်တပ်ကလေးချောင်းကနေနှစ်ကြိမ်ပုံကျဲခဲ့တဲ့ စစ်တပ်မင်္ဂလာပွဲကိုလာကြရဖိဆာကအဲ့လိုဖြစ်မှဆိုလို့လိမ့်စာတော့မထဲဘူးဟိုရောက်ပြီးတနည်းပြောင်းပြီးသွားကျင်းပွားကြတာတော့ဖြစ်သွားတယ်။တကယ်အတွင်းသင်းတွင်းတင်ပေးကြောင်းလို့ယူဆတယ်လို့နေမြကန်တယောက်ကပြောတယ်။ဒါအပြင်လက်ရှိမှာပျောက်ဆုံးသူတွေရှင်နေပြီးသိဆုံးမှုရေအတွက်တိုးလာနိုင်သေးတယ်လို့ထိခိုက်ဒဏ်ရာရှိသူတွေထဲမှာလည်း၅ယောက်ကပြင်ထန်ရတယ်လို့သိရတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် CGF ကပလက်စေဦးစီချုပ်ဇနီးမောင်နဲ့ထိခိုက်မှုရှိမရှိမသိရသေးတယ်လို့တပ်ဖွဲ့အနေနဲ့သတင်းထုတ်ပြန်တာလည်းမရှိသေးပါဘူး။နောက်ဆက်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါရရှင်။